ါးတစ်ပြန်တော့ပြေးလိုက်ဝင်းရိုင်းမှောက်သွားလိုက်ဝါးတစ်ပြန်တော့ပြေးလိုက်ဝင်းရိုင်းမှောက်သွားလိုက်ကိုကလိုက်ပြစ်လိုက်အဲ့လိုမျိုးအဲ့မှောက်နေတာပေါ့သူကဒီတိုင်းမှောက်ပြေးချင်ရင်ကျွန်တော်တို့မလာခင်နေရမှာပြေးပဲနဲ့ကျွန်တော်တို့ကသူ့ကိုကြောသွားပြီးသေပြီးဆိုသူ့ကိုကြောသွားတဲ့အချိန်ကျမှနောက်ကနေထားယူနောက်ပြန်ပြေးတော့ဘယ်လိုလုပ်တတ်ရှင်ဝင်သူအဲ့ဘယ်ရတော့မင်္ဂလာပါနှစ်ထိုးကြီးဗီဒီယိုကြည့်ပြီးသွားလားဆောင်ရမ်းမိုက်တယ်နော်ဟိုကျွန်တော်ပြောလဲဟိုကလေဟိုလောကရှေ့ရှေ့ပိုင်းကာလာတွေမှာတောက်လျှောက်တောက်လျှောက်ပြင်ခဲ့တဲ့နှထိုးကြီးဖွဲ့ပေါ့နော်အခုဆိုလဲဒါ အဲတိုက်ပွဲရုပ်တံဗီဒီယိုတခုထွက်လာပြီသတင်းလည်းတက်လာတဲ့အစောပိုင်းကလာပါတော့ကျွန်တော်44လက်ပြီးရင်25ရောက်တည်တယ်အဲဘယ်လောက်24ရောက်ဖမ်းမိတယ်ပေါ့နော်ဖမ်းမိတယ်ပြီးရင်ဒါကြီးတယ်ဆိုလဲပုံလိုက်ပဲဟိုလက်နဲ့44လက်ဆိုတာလဲနဲတဲ့ဟာမဟုတ်ဘူးနော်အဲဟာပြီးရင်အဲ့ဗီဒီယိုဖိုင်ထဲမှာဆိုလဲစောင်းရအားရတယ်ဗျာတိလားအဖွဲတွေပြောနေဆိုနေပုံနေအဲပြီးရင်ပြစ်တာခတ်တာအကုန်လုံးပဲတကယ်အားရကြကောင်းတယ်ဟိုဘက်ကစစ်တုပ်ပန်းနေဆိုတာဗျာဒါမြင်တဲ့အတိုင်းပဲသိရမလားလောကဟိုပျော်မြူးပြီးတော့လာတဲ့အတိုင်းပဲတိလားအဲ့တော့ကျွန်တော်အဲ့အကြောင်း အဲ့အဲ့ဖြစ်စဉ်အကြောင်းပေါ့နော်ကျွန်တော်နည်းနည်းဆက်စုခြင်းလို့အဲ့တပ်ဖွဲ့ကဒါနှတို့ဤတပ်ဖွဲ့ကတာဝန်ရှိသူတယောက်စီကိုကျွန်တော်ဖုန်းဆက်ပြီးတော့မေးပေးမယ်မင်္ဂလာပါညမင်္ဂလာပါလောက်ပါဦးနှတို့ဤဟိုဟာအခုလက်ဆွဲပြနေရဆိုတော့အဲတာဝန်ယူထားတဲ့အကြောင်းလေးပါလေးညာလေးမေးဆက်ပေးပါအောင်အရင်ဆုံးဟုတ်ကဲ့ပါဆရာကျွန်တော်ကတော့နှတို့ဤအဘိဘေတဖာဘောတော့နှတို့ဤကျွန်တော် PDF ပေါ့ရိပ် PDF မြင်းညက်ခိုင်အမှတ်လေးတန်ရင်မြင်းညက်ခိုင်အမှတ်30တန်ရအဲကျွန်တော်ကမြင်းညက်ခိုင်အမှတ်30တန်ရရာရည်မှုစိုးအောင်ပါ အဲလောလောဆယ်မြေပြင်ခြေနေရတော့ကျွန်တော်တို့ဒီမှာပွဲတွေလည်းဇက်တိုက်ဖြစ်ထားတာပေါ့အရင်ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်နေရတယ်ပေါ့နော်အခုသတင်းကတော့ဒါကျွန်တော်တို့တနိုင်ငံလုံးလည်းသိနေတဲ့ပုံစံဖြစ်သွားတာပေါ့နော်ဆရာဟုတ်ပါရဲ့ဒါဒါတော့အကင်းပဲရှိသေးတယ်ဟလားအမထုတ်ပြန်သေးရတဲ့ live ပါနော်ဒီခြေနေရတော့သိတဲ့အတိုင်းပဲဆရာရင်တော့အဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းဒီတက်ပို့ပြီးစော်ဖို့ပဲရှိတာအခုဒီသူတို့ကလာကုန်ကျွန်တော်တို့လှူနေကြအရင်လားလည်းဒီလိုချိန်ပဲလှူသွားတာဒီလားလည်းဒီလိုချိန်လားလှူတာပဲ အဲလားစီစောင်းကြည့်ရမှာပေါ့လားစီစောင်းကြည့်ရမယ်အပိုင်းနဲ့လာပါဆရာနောက်ကြရင်အပိုင်းနဲ့လာအခုအဖွဲ့တွေရောအဲ့လိုမျိုးဟိုထိခိုက်တာပါညာရှိသေးလားဘယ်လိုမျိုးဟုတ်ကဲ့ဆရာရှိတယ်ကျွန်တော်တို့ဒီနထိုးကြီးပါကဖပေါ့နော်နထိုးကြီးပါကဖကာကွယ်ရေးအဖွဲ့က အဲကျွန်တော်တို့ရဲဘော်2ဦးကဒီလေရင်ပေါ့နော်ဘော်လေချောင်းတိုက်ခိုက်မှုကြောင့်ရဲဘော်2ဦးကြာတယ်ပြီးတော့နရိဘကဖားရဲ့လောက်ကနောက်ထပ်ကျွန်တော်အုတ်ချုပ်ရဲနေရလဲပတ်နေတဲ့ထဲကပေါ့နော်ရကြေးတာဝန်ခံနေတဲ့ကတယောက်လဲကျွန်တော်တို့လေချောင်းတိုက်ခိုက်မှုကြောင့်3ယောက်ပေါ့ကြာဆုံးသွားတဲ့ဆရာတခြားဒဏ်ရာရတွေကတော့ရဲဘော်တွေရှိတယ်ဒါပေမဲ့စိုးရင်ရတဲ့ဒဏ်ရာတော့မရှိဘူးအဓိကတော့သူတို့စစ်တုံးမှန်းတွေကိုကျွန်တော်တို့ကဒီထိမ့်သိမ့်တဲ့နေရာမှာကျဲခံရတာဖြစ်တဲ့အတွက်သူတို့စစ်တုံးမှန်းတွေကိုသူတို့အဓိကလိုက်လံခြေမုံတဲ့သဘောပေါ့လုံးဝလက်စာဖြောက်လိုက်တဲ့သဘောဟုတ်မရရနော် ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒါဟိုဘက်ကကောင်းနေဘလောက်ပဲတည်တည်ကိုဘက်ကလူနည်းနည်းလေးတောင်ထိကြိုက်တာကျွန်တော်ကမခံစားနိုင်ဘူးလေနော်ဘယ်ဖြစ်ဖြစ်ဒါထိကြိုက်ကတော့နှစ်ဖက်ရှိတာပဲပေါ့နော်ဒါဆင်စင်ရှုံးမြတ်မှာတော့ကျွန်တော်တို့ကအပုံကြီးတာတယ်ဒါပေမဲ့လေကိုလူထိကြိုက်တာမျိုးကတော့စိတ်မကောင်းဘူးပေါ့နော်ဟိုကိုအဖွဲတွေဘယ်သူပဲထိထိပေါ့နော်ပြောကြတော့တကယ်တမ်းပြောရင်ဒီအဖွဲတွေကစစ်သားမဖြစ်သင့်ပဲလာပြီးစစ်သားလုံနေရလေနော်အဲကြတော့ပို့ပြီးနှစ်မျောတာပေါ့အဲကြဘယ်လိုပဲဖြစ်ဖြစ်နောက်ဟိုဟာတွေမှာဆိုလေဂယုဂယုဆိုင်ပြပါပေါ့နော်ဒါကတော့အာနာနာနဲ့ပဲ တောင်းဆိုတာပေါ့တောင်းမှန်တာပေါ့ဟာရတယ်ဆရာအခုကတော့တို့ရဲ့ဒီကျွန်တော်တို့လက်နက်ကြီးနဲ့ဒီကျွန်တော်တို့ကြည်တန်းပေါ့နော်ဒီခဲကြည်ကြောင်တော့ကျွန်တော်တို့ရဲဘော်တွေကထိခိုက်တာတွေကြာဆုံးတာတွေမရှိဘူးဘာပြောပြောဒါကကျွန်တော်လေးကြောင်တိုက်ခိုက်မှုကြောင်ပေါ့နော်ကျွန်တော်တို့ဘက်ကလည်းဒါပေါ်ဆမှုတွေလည်းရှိသွားတာပေါ့ကျွန်တော်တို့လည်းအဲ့လောက်ထိတို့ရဲဘော်တွေပေါ်မှာလိုက်လုံမယ်လို့လည်းမထင်တာပေါ့ကြောင်အဲ့လိုဖြစ်သွားတာပေါ့ဆရာဟုတ်ဟုတ်အဲ့တော့တို့ရာရှိတွေပါသွားတဲ့တန်းတွေကိုလင်းရဲကျဲသွားတာပေါ့ဆရာ။ဟုတ်ဟုတ်။အဲ့ဆိုတို့ကလုံးဝ သူတို့စီကနေပြီးတော့တယောက်ယောက်ပါသွားရင်တော့မှပဲသူကလိုက်ပြီးတော့ကိုကကိုကပြန်ကယ်နေရသလိုဖြစ်နေရနော်ကိုကလာတိုက်တဲ့ကောင်ကိုပြန်ကယ်ရသလိုဖြစ်နေရတရားမပြန်ကယ်ရတာတရားသူတို့ကဟိုကျွန်တော်တို့ဒီလက်နက်ချပြီးတော့မှကျွန်တော်တို့စီပြေးလာလို့ရှိရင်ဘောလုံးကွင်းထဲမှာကျွန်တော်လူစားလဲတဲ့ကောင်လိုပဲသူတို့အားရဝမ်းသာနဲ့သူတို့အဲ့လိုပြေးလာတာလက်ထောင်ပြီးတော့မှလူစားလဲမဲ့ပုံစံမျိုးသူတို့ ပြောလဲပြောတယ်ပါဗျာအဲ့လိုကြည့်နေတာလေအဲ့ဒါကိစ္စမရှိဘူးအဲ့အဲ့အဲ့ဘူဘူးကြံခဲ့တဲ့အကြောင်းလေးပြောပါဦးဝေယမောရဲ့ကြံခဲ့တဲ့အော်အဲ့ပရမကကျွန်တော်တို့ဒီမှာတုံမန်းနေမိလာတော့တို့မေးတာပေါ့နော်မေးတော့ဘာယာတို့လို့ခင်ဗျာဘာယာတို့လို့သူကပိုးမှုပေါ့ဟိုတယောက်မေးလိုက်တော့ဘိုးကြီးတဲ့ဘာဘာဘယ်ရလဲဆိုတော့သူကစေးတက်ကပေါ့နော်စေးတက်အောက်ပြီခင်ဗျားတို့ ဒီဘာလို့ကြံခဲ့တာလဲပေါ့နော်တို့ကတကယ်ဆိုခင်ဗျားတို့ယာလူတွေနေဆိုရင်ခင်ဗျားတို့မရရအောင်ဆွဲခေါ်အောင်ပါဘာဖြစ်လို့ခင်ဗျားတို့ထားခဲ့တာဆိုတော့ကျွန်တော်တို့လည်းအိုင်ကွန်တော်ပြည့်မတုံဘူးတဲ့စုတ်သွားပြီဆိုတော့တို့ကိုပဲထားခဲ့တာပေါ့နော်ဒီတော့စစ်တိုက်စရာမလိုဘူးပေါ့နောက်တန်းနေနေရတာပေါ့ငါတို့ကရှေ့ကတိုက်မှာဆိုပြီးတော့တတ်သွားပြီးတော့မှတိုက်ပွဲလည်းဖြစ်ရောတို့ထားခဲ့ပြီးတော့ပြေးတာပေါ့နော်အားကြောင့်ကအားကြောင့်လည်းတို့ကသူ့ဒီမှာစိတ်ကောင်းနေတယ် ိတ်ကောင်းနေစိတ်ကောင်းနေငါဘုံမူရောဘူရောပါတော့အခုကတော့အဲဒီအရှင်မိထားတဲ့ဒီသုံးမန်းကြီးကျွန်တော်ထားတဲ့နောက်တန်းပေါ့နော်နောက်တန်းကိုဒီပို့တိုင်းနောက်တန်းမရောက်သေးဘူးရှေ့မှာဖြစ်နေတဲ့ရာနှစ်ကွက်လောက်ရဲ့နောက်မှာကျွန်တော်စုထားတယ်သူတို့စုပြီးကြိုးတုပ်ထားတဲ့နေရာရှိတယ်အဲ့နေရာကိုအဲ့ကျွန်တော်လေရင်ဘုံကတက်တက်ကြဲလို့သူတို့က၃ယောက်ထက်ကြာသွားတာဟုတ်လားဒီကောင်တွေလိုက်ပြီးနှုတ်ပိတ်တာပါနော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီကောင်တွေကိုတက်တက်ကြဲတာပဲဆရာအော် 哦，哦，过会呀嘞喏，说了说，咱们这个让我们接种喏，会的。好的，那地方，咱那路边像啊，来往那嘛什么，龙啊，T T，咱那路的，到那，我是的库那边的嘛，厂没说是那边厂里家的，这个咱们要，咱那路边嘛个，的，这里来没事的喽，这个俺们有，哦。 ဟိုတခြားဒီ EAO ဒေတာဘတ်တွေလို့ပေါ့နော်လက်နက်ခင်းရထောက်ပတ်မဲ့ဖွဲ့စည်းလည်းတိတ်မရှိဘူးပြီးရင်ကျွန်တော်နိုင်ငံသားမားတွေရှိရဒီကိုရီးယားတို့ဂျပန်တို့အဲဒီကိုရီးယားဂျပန်တွေကျွန်တော်တို့ကကြိုချိတ်တာပေါ့နော်ကျွန်တော်တို့စော်ရရှိရအာဆိုမယ်တော့ချက်မပြောဘူးပေါ့နော်ဗာကျွန်တော်တို့စော်မှာဒါပေမဲ့လောက်ကြည့်တော့ချပြမယ်လောလောဆယ်မှာအမြောက်တက်နိုင်ထောက်ပံ့ဆိုသူတို့တက်ရောက်ကို9သိန်း9သိန်းတော့အဲ့လိုမျိုးပေါ့ထောက်ပံ့ပြီးတော့မှခရဲဘော်တွေနဲ့ပြန်တိုင်းပြီးအဲ့မှာပလန်ကျွန်တော်တို့ကစေးပလန်ဘုံကျူလောက်ကိုကောက်ချလိုက်တယ်ချပြီးတော့မှဒီထက်မှဘယ်ဟာပြုတ်ပြတ်အဆင်ပြေမလဲပေါ့နော်အဲ့လိုမျိုး ပြန်ပြီးရွေးချယ်ပြီးချကြတာအော်ဝိုက်တယ်ဒါဖြစ်တယ်လို့ကိုကျုံးနေရတာနော်ဒါမှမဟုတ်ပါနဲ့အခုအများကြီးပဲနော်ဘဘကြီးကထောက်ပံ့လာပြီနော်ကျွန်တော်တို့ကဆရာဟွာလောက်ကနေတော်လိုင်းစောစောပိုင်း2020နှစ်စောလာစောစောပိုင်းလောက်ကနေကကျွန်တော်တို့ကသူတို့စီအလက်တွေတော်တော်များများရတယ်ကျွန်တော်တို့က line မတိတ်မနေဘူးအဲ့ဒီခုမြင်းကြံမြင်းညာကပြူတွေစီရကိုကျွန်တော်တို့အိုင်တော့သူတို့ဟိုကျွန်တော်တို့တော်မှဒီအော်တိုမောင်းပြန်ဆိုတော့3လက်လောက်ပဲရှိတဲ့ချိန်ကနေက တို့စီကနေ၁၀ချောင်း၁၁ချောင်းလို့တော့တော့ပြီးနှိုက်နှိုက်လာတာလို့ဒီကျွန်တော်ပမာဆုံးကတော့အိမ်မှာစိုးစောင်းဘာလို့ဆိုတော့ကျွန်တော်ငင်းချံမျိုးနဲ့အဲဆန်ပြားရွာကဥက္ကဋ္ဌအိမ်မှာတို့ပြည်သူပြည်သူစစ်ဆိုတော့ MA1 လို့ကျွန်တော်တို့ rifle ပေါ့နော်ဆရာဟို rifle ရှေ့ကြီးတွေလေအဲအားတွေတို့ချပေးတာကိုလုံးကိုလုံးကျွန်တော်တို့ဒီ shotgun တွေပေါ့ shotgun တွေချပေးတယ်အဲအဲအဲ့တော့တနေ့ကိုတို့ကအဲအိမ်မှာဖွက်ပြီးတော့မှအဲ KTV သွားကြတာအဲ့ဖွဲ့ရအဲ့ခွေးတွေက ကေဒီဗီသွားတော့ကျွန်တော်တို့နောက်ကနေအဲ့တနက်ဒီနေဟိုယူချလာတာဘယ်ရမလဲအဲ့ဦးကြီးကထောင်ကျသွားတယ်အဲ့ဦးကြီးကထောင်ကျသွားတယ်ဆင်အဘယ်ရတကယ်မလွယ်ဘူးအဲ့သူကလိုသားရဟိုဖြစ်နေရဗောအဲ့ဆိုအဲ့ဆံပြရွာတရွာတဲ့နေကိုကျွန်တော်တို့နောက်တစ်ခေါက်ကလေးလက်ပထမက ဲဆိုရင်ကိုလုံး55လက်လောက်ရလိုက်တယ်ကျွန်တော်တို့ကသုံးသာရတာအဲ့အဲ့ရွာတရွာတဲ့နေဟောကတော်တော်ရင်နာနေမှာနော်ရင်နာတော့ကြာကျွန်တော်တို့ဒီနှထိုးမျိုးသိန်းလောက်တော့လေကျွန်တော်တို့ကတကယ်တမ်းဆိုရင်တော့ဆရာသိန်းနိုင်တယ်မြို့ကိုရခိုင်သိန်းဖို့ခတ်တဲ့အနေထားကြီးပြီးမြို့လည်းအရင်မပြည့်စည်နေကျင်တာနဲ့ကျွန်တော်ကပြန်ဆုတ်ခိုင်းလိုက်တာဆုတ်လိုက်တော့ပေါ့နော်ဒီလောက်ဆိုရင်ဟောဖြစ်ပြီသူကလည်းလေရန်နဲ့တောက်လျှောက်ဘုံကျဲတော့ကျွန်တော်တို့မြို့ကလည်းသေးတယ်လေမြို့ကသေးတော့ရေရှင်မှာ လုံးဝခဲယမ်းအင်အားနဲ့မထောက်တောင်းလူတွေတောင်းခနိုင်တယ်ဆိုရင်မခဲယမ်းမတောင်းနိုင်ဘူးဆိုပြီးတော့ကျွန်တော်စုတ်ခိုင်းလိုက်တာပြုတ်နေတာရဲစခန်းတစ်ခုပဲကျန်နေတယ်ကျွန်တော်တို့တရရဲနဲ့တတ်တိုက်ပြီးတစ်ခုပဲကျန်တော့အော်အခုလေအဲ့တုံမန်းနေရဲ့ပုံစံနည်းနည်းပါပြောပါပြောပြပါပါဟိုဆိုတာဘလို့လဲဟိုတိုက်ချင်ခိုက်ချင်စိတ်ကောရှိရလားဒီကောင်းနေကြည့်ရတာလုံးဝရည်နေရကျွန်တော်ခုနကြည့်ရဒီမှာခုဒီမှာကျွန်တော်တို့ဒီထက်မှလည်းဘိုးကြီးတယောက်ပါတမကိုကိုကဘိုးကြီးတယောက်ကျွန်တော်တို့အရင်ဘွဲ့ရဲ့မိတာပေါ့နော်အာမိတာသူ့သူ့ သူကအဲ့ပထမကျွန်တော်တို့အဲ့မှာကုတ်ကိုစည်းရွာတန်းဒီအမြန်လန်းနဲ့ကျွန်တော်တို့နှစ်မိုင်ပဲဝေးတာရန်ကုန်မန္တလေးအမြန်လန်းနဲ့နှစ်မိုင်ပဲဝေးအဲ့ရွာမှာဝင်တိုက်တော့သူကထွက်ပြေးတာထွက်ပြေးတာကိုသူကဘလို့ထွက်ပြေးတော့ဆိုတော့ကျွန်တော်တို့လွယ်လေးတစ်လုံးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပစိုးလေးနဲ့ပေါ့ဘောင်းမီလိုလေးတော့အောက်ကပါတော့အဲ့ဒါလေးနဲ့သူကထွက်ပြေးတာသူတယောက်ထဲနဲ့ပြေးတာဂျန်တဲ့ကောင်နဲ့အထက်မှာတက်တိုက်နေခဲ့တာအကုန်လုံးလဲဝိုင်းလဲဝိုင်းပြီးတော့အထက်လေကျွန်တော်တို့ဝင်ဝင်ရောက်ရှင်းလင်းတဲ့အချိန်ကျတော့ဒရုန်းနဲ့စကောက်ဝဲလိုက်တော့အဲ့ဘဲကသူက ပြင်းနေတာသူအဲလေကွာထဲမှာသူကပြီးတော့ကျွန်တော်တို့ကဘန်ကင်နဲ့ပတ်ပြီးတော့မှဝိုက်ယူဖမ်းလိုက်တော့အာခင်ဗျာဘယ်ရတော့ဘောနော်အဲ့လိုမျိုးတော့သူကအဲ့ချိန်မှာကျွန်တော်တို့မြင်လိုက်တော့ဘလို့လုပ်တော့ဆိုတော့အထုပ်ကိုသူကအဲ့ဟိုဟာလေးကိုကျွန်တော်တို့ခြုံလေးကိုပြစ်ပလိုက်တာခြုံလေးကိုပြစ်ပြီးတော့မှခင်ဗျာဘယ်ရတော့ဆိုတော့ကျတော့ကျွန်တော်လည်းမီးသွေးဖုတ်လာတယ်အဲ့ဒီမီးမီးသွေးဖုတ်တဲ့သူကဒီရောမဟုတ်ဘူးလို့နော်ရဲဘော်တွေကကျွန်တော်မေးတာဘောနော်မီးသွေးဖုတ်တဲ့ကောင်ဒီရောမဟုတ်မင်းမတင်ငါဟုတ်ပေါ့အဲ့နေပြီးတော့မှအဲ့ ခိုးနားကပြဘာဖွက်ခဲ့ရလဲတော့ပြန်ရှာတော့အမှပစ္စလိုတလက်တွေတော့အဲ့နဲ့ဘယ်ဒီတနာဘောင်းတာမဟုတ်ဘူးလေကျွန်တော်ဘိုးထဲကိုပစ္စည်းလာပို့ရင်းနေပေါ့နော်ကျွန်တော်ဘုံမှုနောက်ကပါလာတာတဲ့ကျွန်တော်ဘိုးကဒီကသူကမလိုက်ရင်ပြတ်တမ်းမယ်ဘာညာပြောလို့ပေါ့ကျွန်တော်လိန်လာပေါ့ဗျာမျိုးစုံမျိုးစုံအေးအားဆိုပြီးမတင်ငါအောင်ကွာလိုက်ခဲ့အောင်ဆိုပြီးတော့မှခေါ်လာတာအေးအေးဆေးဆေးခေါ်လာတော့လမ်းရောက်တဲ့ချိန်တော့မင်းအမှန်တိုင်းဖြေမလားတက်တယ်မလားဆိုတော့အဲ့ကြမ်းမှာသူကသုံးပွဲနဲ့ကျွန်တော်ဘိုးကြီးပါတဲ့တမကိုကိုကအဲ့ဘယ်အခုဒီမှာကျွန်တော်တို့ ထားတဲ့ဒီအချုပ်တွေမှာ तू ကခေါင်းဆောင်ပဲ तू ကတော့ဘုံထိန်းသွားတာနောက်က तू နောက်ကဟာစီနီယာဂျူနီယာညီလေးတွေ तू ထိန်းသွားတာအာတကယ်မိုက်တယ်ဗျာတကယ်အားရတယ်ခုခွာလဲဆရာဒီစေချောင်းကလည်းကျွန်တော်တို့အလင်းဝင်တာနဲ့ပြေးတာကျွန်တော်တို့ခု၁၁ယောက်ရထားတယ်ဩဟုတ်ဆရာဟွန်းအော်မနေဦးရဲ့နော်အာလဲဆိုင်ကအဲ့ကောင်လေလဲဆိုင်က လောက်ခိုင်းနေတယ်မှာ grow chain 2တို့ရဲဘော်တွေရှိမှာအဲလိုလို့ရှင်သူတို့ဘန်ကာလောက်လွတ်တာရဲဘော်တွေရှိမှာဘန်ကာလောက်လွတ်တယ်ဆိုအမေမင်းတို့အိမ်ကနေမင်းတို့အိမ်ကနေပတ်စံပြန်မသွားဘန်ကာလောက်လာကြကျွမ်းနေဆရာဟုတ်တယ်ဟုတ်တယ်အဲကောင်နေပြန်သုံးချအောင်ဒီလိုက်သူတို့ထဲမှာအဲ့လိုဟိုဟာဖြစ်တဲ့ကောင်မျိုးတွေပါတယ်လေအဲသူတို့ကြွက်ကြည့်ရကြွက်ကြည့်ရကြည့်ရတော့နားမလဲလက်နဲ့တွေတော့ဆက်သွေးဇက်တွေနဲ့အဲ့ဟာတွေတော့သူတို့ပဲတောက်လျှောက်ပြန်တင်ခိုင်းတာပေါ့ချော့ချော်ပြီးတော့အဲမိုက်တယ် ရသူလက်ကဖုံးပြောင်း9မိနစ်ပြီးအဲ့လိုပြောတယ်ဖုံးအိမ်နဲ့ဖုံးပြောင်းခွင့်9မိနစ်ပြီးမှဘာပညာသင်ပေးအာတကုံသင်ပေးရသူတို့အားဆိုင်မိုက်နေညာသားအာဦးနေမှာကျွန်တော်တို့လက်လက်ကြီးသင်တာပြီးသွားလေလက်လက်ကြီးသင်တာကျွန်တော်တို့ကလက်လက်ကြီးသာဝဲတာဝဲတာကျွန်တော်တို့ကရင်ကနေယူတယ်ဆရာကြီးတည်မလားအဲ့ကျွန်တော်ဖိုတီးတောင်မွေးခင်ကနေ RPG တွေ60တွေဝဲပြတာကျွန်တော်တို့ဖိုတီးမွေးပဲနဲ့ထုမဲ့သွားရဲ့အဲ့လိုမျိုးဝေးဝေးရောက်တဲ့အောင်အရင်ဝဲတာဟုတ်တယ် နောက်ကြမှာအဲ့ရတဲ့ရဲဘော်တွေစိတ်တကြမလေးကျင့်ထားတော့ပစ္စည်းဖြုံးရကြနေလို့ဆိုပြီးတော့မှပြန်သိမ့်ပြီးတော့မှဒီဟိုအခုသူတို့ကြောက်လာချင်းဟိုနေ့ကတနက်ကြီးစီအေးပြန်ပိုင်းနဲ့သူကတင်ပြီးသွားအော်သူကလည်းပြောနေရသူကသူမင်းသူဘိုက်ကြီးသူမင်းမကိုဝင်ရှိတဲ့ချိန်မှာသူကကျွန်တော်တို့နဲ့မိသွားတာဟုတ်အော်မိသွားတော့အဘေကဟွာပေါ့အဲသူကသားလေးမွေးလို့သူကပြောနေသူကတိရတယ်ကလေးပါလေးမွေးတယ်ဆိုတော့အော်အော်အော်သူလည်းအဲ့နော်မောင်းနေပါတော့ဝဲကျွေးနေတယ်ဒီနာရဲဘော်တွေ ချောက်ခိုင်းလိုက်ချောက်ခိုင်းလိုက်ပေါ့ဟုတ်တယ်ဟုတ်တယ်ဆရာအာအဲ့လိုမျိုးဖြစ်စင်နေအများကြီးရှိမှာပေါ့အဲ့ဆိုရှိမှာရောအခုကြီးရတယ်ကြီးမှာတော်ကုန်ရတယ်ကျွန်တော်တို့ကျောင်းထိန်းခဲ့ရတဲ့ကောင်တွေရှိတယ်လေတရားဟိုဘက်မှာထိန်းခဲ့ရတဲ့ကောင်တွေရှိအဲ့ထိန်းခဲ့ရတဲ့ကောင်တွေကကျွန်တော်ကိုယ်တိုင်လည်းပြည့်ပြည့်စုံစုံပါတယ်ဗျာကြီးကကြီးကအုတ်ထုတ်ဒါဂန်းကြီးစံအကုန်ပါတယ်တရားဒီကောင်တွေမှာလည်းအကုန်ပါတယ်ဒါမဲ့ဟုတ်တယ်မတူဘူးဗျာဒီလားမတူဘူး အဲ့လိုမျိုးအပြည့်စုံနဲ့ပါပြီးတော့ဒါတိုက်ပွဲသွားရမယ်ဆိုရင်တော့မှဒီကောင်တွေကလုံးဝစင်မပြေဘူးဒါအခုအခုအခုဒါတပ်ဖွဲ့တွေကိုမြင်ရတဲ့ဟာကြတော့ဟောငါတို့ဆိုအဲ့လိုတိုက်နိုင်မှာမလားမသိဘူးပေါ့နော်အဗောင်းမီတို့နဲ့လည်းချတာပဲဟောညက်ဖနက်နဲ့လည်းသွားတာပဲဆရာကျွန်တော်တို့ရဲဘော်တွေကဒီမှာရရှိရဲ့ရဲဘော်တွေဆရာပေါ့ point နဲ့ပြေးလို့မရဘူးကျွန်တော်ပြီးခဲ့တဲ့ရပန်က point နဲ့ဒီမှာပေးတယ်ပိုင်းဖက်မစည်းဘူးတဲ့တဲရလေးလို့တဲ့ညက်ဖက်နဲ့တုံပါတဲ့ အေးချကွာမင်းတို့သိတ်တန်းနိုင်ပြီးရပဲဘောနော်သူများတွေအဲ့လိုမဟုတ်ဘူးညမလား point finance ထဲမှာတိုးနိုင်တာတို့ပြေးနိုင်တာတို့အဲ့လိုမျိုးဒီမှာကြီကဝှစ်ဆုံးပေးလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပေးနေလဲဆိုတော့ခုမင်းအဲ့ကြီကဝှစ်မှာလားဘဝဘူးဆိုရင်ထောင်သုံးလားအဲ့လိုမျိုးချုပ်သုံးလားချမှာအဲ့လိုမျိုးပေးနေရတာလေးလို့လည်းမွေးချင်ဘူးအဲ့လိုမျိုးလွယ်အိမ်နဲ့ပဲလစ်ချင်တာတို့ကအော်ဘွားရတကယ်မလွယ်ဘူးတော့အော်တကယ်အဲ့ဒီကန်ချက်ပြီးတော့ကိုတောင်းလျှောက်ပါဖြစ်နေတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရပ်ပန်းဆရာလေး၅ရောက်ဒီနေ့ရောက်ဆိုရင် ပြီးခဲ့တဲ့ဘွယ်ဆို6ရောက်လောက်ကဆရာအကြီးကအုတ်ထုံးနဲ့ကြီးကပြားပါလို့အသက်မသေးခဲ့တာ။အော်မဟုတ်ဓာတ်တွေတကယ်လိုအပ်တာအဖွဲတွေကိုနည်းနည်းဟိုနားဝေးအောင်တော့ပြောရမှာပေါ့နော်။အဖွဲရကြအဲ့လိုလွတ်လွတ်လပ်လပ်စော်ချင်တာ哦။ဒါမဲ့ဟုတ်တယ်။ဟွန်းကြီးကပြားတော်မှာကျွန်တော်တို့ချင်းချင်းပြောလို့ရှိရင်ရှေ့တပြားပဲယူနောက်တပြားမယူနဲ့ပါလို့။နောက်ပြန်ပြင်းသေးပါစေလို့အလိုလိုရှေ့တက်လည်းမသေးပြီးရပါရဲ့။တဝက်လေးတာတဝက်လေးတာတတ်တာလည်းမစိုးဘူးလေနော်။ ဟုတ်တယ်အစာပိုင်းကကျွန်တော်တို့နှစ်ယောက်တစ်ချက်ထည့်ရတာနှစ်ယောက်တယောက်ဟောတစုံဆိုရင်နှစ်ယောက်ပေါ့နော်တခြားလူကဖြစ်တယ်လို့အပြားကနည်းနည်းဈေးများတော့ကျတော့အပြားကိုရှေ့တပြားစီပဲထည့်ထည့်ကြတာနောက်နေကျတော့လူဖြစ်နေဘူးသူကရှေ့ကဝိတ်များတော့ကြည်နဲ့ကွာနေတော့ဒီလိုရှိုးနေနောက်ကလူထောင်းနေလေအာအာအာအဲကြပြီးတော့ယူနဘူးတွေပဲထည့်ပြီးတော့မှတစ်ခါပြန်ပြေးရတာဟိုဝိတ်ပြသွားအောင်လို့ဝိတ်ပြသွားအောင်အာတကယ်ချစ်ဖို့လည်းကောင်းတယ်နော် ဟိုဟွာပေါ့ဟိုဒီလိုမျိုးတကယ်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေပြီးရင်တကယ်မြေပြင်မှာလည်းတကယ်လှုပ်နေတာပေါ့နော်အပြီးတော့ခုနလိုပြည့်ပြည့်စုံစုံလည်းမရှိဘူးပြီးတော့တကယ်ကိုအောင်မြင်မှုအကြီးကြီးရတာဗျာအကြားတွေကမှဒါအောင်မြင်မှုရတယ်ဆိုတာတကယ်လေးစားဖို့ကောင်းတယ်ကျွန်တော်ခုနကြည့်ရင်တကယ်အားရတယ်ဗျာအဲ့ကိုကိုရီးယားလက်နဲ့မချအောင်လားမချလို့ရှင်အဲ့သူ့လူကိုကျွန်တော်တို့ကာပါယူပြီးတော့မင်းလှမ်းကောကျွန်တော်တို့နောက်ကနေဂန်းနဲ့ချိန်ထားတာဟွာသူပကုန်းပေါ်တင်ပြီးတော့မှမင်းလှမ်းကောလှမ်းကောအဲ့လိုမျိုးတွေပေါ့နော်အဲ့ကြမှာလှမ်းကောဖလာတာတခါကျသူချင်းချင်းလည်းပြော အဲ့ကောင်ခေါင်းမာတယ်ချားကောင်လည်းမတူဘူးလေပြစ်တာပြစ်တော့တယ်အဲ့လိုတူထုတ်ပြောတာဆရာအော်တကယ်အားရစရာကြီးတော့ဒီနေ့ကိုကြည့်မြင်ရအောင်ဆရာတို့ကဒီမှာလာတာဆရာတို့အဲ့ဘော်ဘက်တီလိုစိတ်ကြောင်းတွေကဥပမာပေါ့ဆရာရဲ့ဒီတက်တုံညာတက်ဆိုရင်တက်တုံညာတက်ခုလေးလာတာမဟုတ်ဘူးတက်တုံညာတက်ကတခုတခုလာရစိတ်ကြောင်းဆိုတက်တုံတက်တုံညာတက်က80လောက်လာ80လာတယ်ဟုတ်ဟိုဟာကဆရာကျွန်တော်တို့

ဒီပွဲမှာ3ယောက်ပါဆရာဟုတ်လားအိုက်စိတ်ကျောင်းမှာက35ယောက်ပါစထည့်လိုက်တာဆရာတို့ညဆိုတနက်သိမ်းတာနေ့ကျမှတို့ထုတ်ပေးတာကင်းတို့လည်း4ယောက်မှတစ်ထောင်းမယ်ပေးကြိုင်တာဟောမယုံဘူးဒီလားအဲ့အဲ့အဖွဲလေတကယ်တနာဖို့ကောင်းတယ်ဆရာဟုတ်တယ်အကန့်ခွဲတာလေအဲတို့ရဲ့တန်တေးစစ်သားတသက်အနောက်ဝင်လာတဲ့ပါစာတသက်အကောင်အောက်ခြေသိမ်းလို့ပြီးရင်အသေးခံအဲအဲ့လိုပုံစံမျိုးလုပ်ထားတာအဲ့ဒါကိုကျွန်တော်လူတွေသိနေကြတာ ဟိုတနေ့ကဆရာရဲ့အဲ့ဟိုဟာအဲ့ပါစာတွေကလင်းဝင်လာတဲ့အကြဆိုရင်ကျွန်တော်တို့ချိတ်ဆက်တာပေါ့နော်ကျွန်တော်နဲ့တိုက်ပွဲဖြစ်နေတာဆရာလမ်းမယ်ချတာဒီဂျင်းလမ်းတစ်ခုပဲချတာကျွန်တော်တို့လုံးလုံးရှိမှပေး20ပေါ့နော်အဲ့ပတ်ချလေးမှာရှိရလမ်းမယ်ချတာ तू ကထွက် तू ကရအောင်ထွက်မှာအေးထွက်ခင်ဗျာဂန်းမပိုင်းနဲ့ကျွန်တော်လက်မခံဘူးပေါ့နော်ဂန်းမပိုင်းတော့လက်မခံဂန်းပေါင်းအောင်ကြည့်စိတ်ကြစိတ်ကြတယ်အဲ့ဘေးကညနေလောက်ရောက်တော့ तू ကဒီကျွန်တော်တို့ तू ကပေါ့နော်ဒီတနက်ရှေ့ရှေ့လိုက်ပြန်မှာမလို့ပေါ့ तू ကြည်ပေးဆိုပြီးတော့မှ तू ကတယောက်တစ်ထုပ်တယောက်တစ်ထုပ် तू ကလိုက်တောင်းလာ လိုက်တော့မယ်ဘဲတပွေတယောက်နဲ့နဲ့ကြီး900လောက်မလာတာသိရောတနက်တလန်းနဲ့ကောင်းနေဒီဒီကကောက်ချဲလာတာပဲဟုတ်လားအဲ့လိုじゃအားကိုးရပါအောင်အားကိုးရတယ်အဲ့သူယူနီဖောင်းတွေပါလေလမ်းတွေချွတ်ခဲ့ဒါဒါတွေကိုမမြင်ချင်ဘူးလေသူကဩဟိုစိတ်နာနေရနော်စိတ်နာဟုတ်တယ်သူကလည်းဖြစ်စရာဆရာတသက်ပြောရင်ဒီပါဇက်ကအာချောင်လို့အဲ့ဟိုပါစဖြစ်သွားတာဆရာဟိုမှာသူ့ရဲ့တငယ်ချင်းကအဲ့လင်းရင်ပေါ်မှာ ကျွန်တော်တို့အရေးပေါ်ပေါက်ကနေအတို့စင်းရရင်ကောင်းပါပဲဆိုပြီးတော့မှစလိုက်တာနဲ့အဲ့လေယင်မဲကရဲကိုကြောင်းကြပြီးတော့ရဲအောက်ရောက်တာတခါလဲဆွဲရောတို့အော်ယာတကယ်ဖြစ်ကလည်းမလို့ဟိုတကယ်ဖြစ်ဖြစ်ရေးတော့အဖြစ်ကျွန်တော်တို့တက်ဖွဲ့တွေရဲ့အဲ့ခံယူချက်တွေစိတ်သက်တွေအကြောင်းလေးလည်းပါပြောပါဦးကျွန်တော်ဖွဲ့တွေ ခုကျွန်တော်တို့ဒီဘက်မှာတော့ဆရာကျွန်တော်တို့ကျွန်တော်ကအခုဘောပေါ်နော်မြင်းညက်ခရိုင်ရင်း30ယာယီရင်းမှုတာဝန်ယူတာအဲကျွန်တော်တို့ကအရင်တော့မြင်းညက်ခရိုင်ရင်းလေးရင်းလေးရဲ့ရင်း30ကျွန်တော်တို့ကဒီနထွေး PDF ဆိုပြီးတော့တဖွဲ့လေးပေါ့နော်စဖွဲ့ခနေကျွန်တော်နထွေး PDF ဆိုပြီးတဖွဲ့လေးဖွဲ့တာလိုကယ်ဖွဲ့ဖွဲ့ပြီးတော့မှအခုတက်ရင်းနေဒီကဝေးဝန်ကြီးဌာနအောက်ကတက်ရင်းနေဖြစ်သွားတော့ကျွန်တော်တို့ကရင်းလေးကိုစတင်တင်ရင်းလေးကိုစတင်တဲ့ချိန်မှာကျွန်တော်တို့ရဲ့ဒီရဲဘော်တွေကိုအဲကျွန်တော်တို့ကဒီတခြားပြန်ရေးဘတ်တွေ ပြီးလို့ရှိရင်ကျွန်တော်တို့တခြားတိုက်နေတဲ့ဘက်တွေကိုကျွန်တော်တို့အတွေ့အကြုံယူဖို့လွတ်လိုက်တာကျွန်တော်တို့ကြိုတင်ပြီးအဲ့လိုမျိုးကျွန်တော်တို့တိုက်ရင်လဲကြပြီးတဲ့ချိန်မှာအဲ့ဘက်ကသင့်ပြန်လာတဲ့ကျွန်တော်တို့ရဲဘော်တွေကနေတခါပြန်ပြီးတော့ဒီစုမှုခွဲမှုတာဝန်တွေယူပြီးတိုက်ရင်တခါပြန်တင်ပေါ့နော် ပြန်တင်ပြီးတဲ့ချိန်ကျမှအခုကျွန်တော်တို့တက်တော်ညာနှစ်ခွင်ဒုတိယ line မှာပေါ့ဒုတိယမြေမြမာလဲဒီမှာလုတ်တယ်ဒုတိယ line မှာကျွန်တော်တို့ကဒီ MPMPD ရဲ့နဲ့ကျွန်တော်ရှမ်းမြောက်မှာသွားပြီးပေါင်းလိုက်တာဆရာအဲ့ဒါရဲဘော်80ပေါင်း80ပေါင်းပြီးတော့မှကျွန်တော်တို့ကအခုမြေမြမာ ဒီတိုက်ပွဲဝင်နေတာကအဲ့လိုမျိုးတွေ့ကြုံရပြီးသားရဲဘော်ရဲကျွန်တော်တို့ဒီမြေပြင်ရဲ့အခြေအနေတွေရဲ့အမှားဟောဖြစ်တာပေါ့ဆရာဒီတိုက်ပွဲတွေမှာရော့ပြီးတော့အုံချတော့အဲ့မှာကျွန်တော်တို့ကပြဿနာဆရာနည်းနည်းတော့ရှိရဲ့ဘယ်ရရှိအောင်ဆိုတော့တောင်ပေါ်မှာတိုက်လာတဲ့လူတွေကကျတော့ဆရာသူကအကာအကွယ်နဲ့တိုက်ရတာဘန်ကာနဲ့နေရတာဆရာတရားဟုတ်တယ်ဟုတ်ကျွန်တော်တို့ကရောင်ကြီးနဲ့တိုက်ရတာဆိုတော့သူတို့ကလေကလေးနဲ့ကြည့်လို့ရှင်တတ်ခိုင်းလို့ရှင်ဆရာဆိုကြည့်အောင်ညာ ဆက်တက်မလားဆက်တက်မလားဟာမင်းမတူလားတက်မလားကျွန်တော်နောက်ကတနက်နေ့မင်းပြရမလားငါသူ့ပြရမလားအဲ့လိုပြောလို့ရှိရင်အဲ့ကျမှဟောတကုံပြည့်တယ်ဘောနော်တခါကျရင်ဒီဘွဲမှာဆိုရင်ကျွန်တော်နှစ်ခါကြီးဖောက်ရတယ်နောက်တန်းကနေနောက်ကနေမတက်လို့လीမတက်လို့ဆိုတာကလေးညာဆရာဘယ်လိုမျိုးကိုကပြေးတော့လေအဲ့ကိုကအဲ့ဒီကျွန်တော်သေးသားကြီးတဲ့မင်းကြောင်ကွင်းမြောင်ကြီးတဲ့သူကပြေးတော့လေကွင်းမြောင်ကြီးတဲ့သူလည်းကြတော့ကိုကပြစ်ထားတာဆိုတော့ကိုပြေးရင်လေဟိုကပြစ်မယ်ထင်တော့လीအင်းကောင်းလာပါတော့ဆိုကျွန်တော်တို့ကနေမီ ပိုင်တာပေါ့နော်နည်းမြေကိုကျွန်တော်တို့ကျွမ်းကျင်ထားတာသူတို့ကဘယ်ပြေးလို့ဘယ်ရောက်မှမသိဘူးပေါ့အဲ့လိုမျိုးအခြေအနေတွေကြောင့်ကျွန်တော်တို့ကတော်တော်လေးကောင်းအဲ့ဝါးတပြန်လောက်ပြေးလိုက်ဝင်းရိုင်းမှောက်သွားလိုက်ဝါးတပြန်လောက်ပြေးလိုက်ဝင်းရိုင်းမှောက်သွားလိုက်ကိုကလိုက်ပြစ်လိုက်အဲ့လိုမျိုးအဲ့အဲ့တည်းမှာတော့ကောင်းဆိုလို့ရတယ်တေးချောင်းဆောင်းလာဘလောက်ဆိုးလုံးဆိုလို့ရှိရင်နည်းမြေချင်းလေးဒီလိုမျိုးပဲကျွန်တော်တို့ရင်မောင်တန်းနေပေါ့နော်ဟိုဘက်ကဒီဘက်က2ယောက်3ယောက်ဖြန့်သွားတဲ့အချိန်မှာအဲ့မှောက်နေတာပေါ့သူကဒီတိုင်းမှောက် ြေးချိန်ကျွန်တော်တို့မလာခင်နေရမှာပြေးပဲနဲ့ကျွန်တော်တို့ကသူ့ကိုကြောသွားပြီးသေပြီးဆိုသူ့ကိုကြောသွားတဲ့အချိန်ကျမှနောက်ကနေထားယူနောက်ပြန်ပြေးတော့ဘယ်လိုလုပ်တတ်ရှင်ဝေါ်သူအဲဘယ်ရတော့အဲရလို့မူထောင်နေရောဆရာရက်တည်းရတာမူယူနေပေါ့ဘယ်လိုမျိုးအော်အော်အော်အဲဒါကြောင့်ဘယ်ဟာကနေဒီကဖိုးတာဒီမြန်မာလည်းမိုက်တယ်အော်ဒါကြောင့်တက်ဖွဲ့တွေကတော့တော့မှစိတ်သက်ခံယူချက်ကလည်းကျုံးမယ်ဆိုတာကြည့်ပဲပေါ့နော် ဒီမှာကျွန်တော်တို့ဒီမှာတဖွဲ့တည်းချင်းချင်းတောင်မှအခုကျွန်တော်ကဒီပွဲမှာပါလို့ကျွန်တော်တိုက်လို့ကျွန်တော်ဒီမှာအခု mission ပါ냐တင်းလို့ line ပေါ်မှာရှောက်ဟိုးစထီးရစကားစကောင်းနေလျှောက်စတယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့တခြားခွဲပေါ်တော့ဟိုဘက်ချမ်းမှာတာဝန်ယူထားတဲ့ခွဲရကောင်းနေရဒီဘက်ချမ်းခွဲကိုမိတ်မကြည့်တော့သူကစိတ်ကောင်းနေသူတို့မပါလို့မတိုက်ရလို့ဟိုဘက်ချမ်းတိုက်ရဘက်ချမ်းကတကားမပြောတော့သူတို့ ဒါမဲ့ဒါဟိုလိုမျိုးဒါချစ်စရာကောင်းတဲ့စိတ်ကောင်းမှုပါဟုတ်တယ်မလားအဲကိုယ်ပဲချစ်ချစ်လေးချင်းချင်းပါတယ်တည်းတည်းချင်းချင်းစိတ်ကောင်းကြမတိုက်ရလို့သူတို့မလိုက်ရအော်အော်ဝိုက်တယ်ဗျာဟုတ်ဟုတ်ဟုတ်အာအခုလိုပြောပြတာတကယ်တကယ်ကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့ရှေ့ဆက်ပြီးလဲအောင်မြင်မှုတွေအများကြီးရပါစေ ပြီးတော့ဒါမိဘပြည်သူတွေကုညီပေးကြရင်မိဘပြည်သူတွေလည်းတကယ်ကျေးဇူးတင်တယ်ဗောနော်အဲပြီးတော့ဒါတပ်ဖွဲ့အနေနဲ့လည်းပို့ပြီးတော့ဂယူဆိုင်ပေးပါအဲပို့ပြီးတော့ကုညီတွေပို့ပေါ်มาဗောနော်ပို့ပြီးတော့စောင့်ရှောက်ပေးပါဗောနော်ပြီးတော့ပြည်သူတွေအတွက်အခုလို調査ပေးနေရအတွက်လည်းတကယ်လေလေးစားတယ်တကယ်လေဂုဏ်ယူတယ်ဗောနော်အဲနောက်ဆုံးအနေနဲ့ဒါပြည်သူတွေကိုအဲပြောကျင်တဲ့စကားမျိုးရှိသေးလားရှိလားဟုတ်ရှိရဲ့ဆရာအဓိကကတော့ကျွန်တော်တို့က ဒီမြန်မာနိုင်ငံလေပိုင်းမှာ TD တိုက်နေရတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့စီမားကဒါစည်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကကျွမ်းကျင်ပြည့်စုံတဲ့လူတွေတော့မဟုတ်ဘူးကျွန်တော်တို့ဒီတိုင်းပဲလေ့လာတယ်တိုက်ပွဲအတွေ့အကြုံတွေကိုယူတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘလို့ပြန်အဲပြုပြင်ရမလဲတိုက်ပွဲတော်ဝဲပြီးရဲ့အဲရလက်ပုံမူတည်ပြီးတော့ဘလို့ပြုပြင်ရမလဲဆိုကျွန်တော်တို့လူငယ်တွေခေါင်းချင်းဆိုင်နေပါတော့ကျွန်တော်တို့ဆိုရင်ဒါကျွန်တော်ရဲ့အသက်က20နှစ်ခွန်ပဲရှိသေးတယ်ကြာ28နှစ်ကျွန်တော်ရဲဘော်တွေဆိုရင်ကျွန်တော်20ကျော်20ပတ်ချလေးတွေပဲများတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီမြေပြင်မှာရှိတဲ့ အဲအဓိကပြောရင်လူတွေကလုံနိုင်တယ်ဆိုရင်တော့မှကျွန်တော်တို့မှာခင်ရန်အခက်ခဲတွေရှိရပါတော့ဆရာအဲ့ဒီအခက်ခဲတွေကိုကျွန်တော်မိဘပြည်သူတွေအနေနဲ့လည်းကျွန်တော်တို့တန်ရင်တက်ဖွဲ့တွေပေါ်မှာယုံကြည်ပြီးတော့မှဒါကျွန်တော်တို့ဟိုထောက်ပံ့ကြဖို့ပေါ့နော်အားလေးတော့ကျွန်တော်အကူအညီတောင်းချင်ပါတယ်ဆရာဟုတ်ပါတော့ဟုတ်ပါတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါပြည်သူတွေလည်းတက်နိုင်လို့တော့ပါဝင်နေကြတယ်ပေါ့နော်အဲပြီးတော့ပြည်သူတွေကလည်းဒါတက်ဖွဲ့တွေအတွက်ရှိလို့တက်ဖွဲ့တွေကလည်းပြည်သူတွေအတွက်လှုပ်လှုပ်ပေးနေတာဖြစ်တဲ့အတွက်ဒါဒီခီးကြီးကတေချာပေါ့အောင်မြင်မဲ့ခီးကြီးပေါ့နော် ောက်တစ်ခုအခုလိုမျိုးဒါလိုအပ်နေတဲ့အပိုင်းတွေမှာလည်းပြည်သူတွေကတက်နိုင်သလောက်ကူညီကြလိမ့်မယ်လို့မျှော်လင့်တယ်ပေါ့နော်။ဘာဖြစ်ဖြစ်အခုလိုမျိုးပြည်သားပြည်ရဲ့အတွက်တကယ်ကျေးဇူးတင်တယ်ပေါ့နော်။ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ထပ်သုံးမယ်ပေါ့နော်။ထပ်ပြောဦးမယ်။ဒီလိုသတင်းကောင်းလေးထပ်ပြီးတော့ဝင်ပြကြအောင်မယ်။မကြအောင်ဆရာလာကုန်ရင်ပိုင်းစမ်းနဲ့လာမှာ။ Okay ဗျာအဲ့ဒါဟုတ်ကဲ့ဟုတ်ကဲ့။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒါကယူဆိုင်တော့ဟုတ်ဟုတ်ထပ်ဆုံးမယ်နော်။ဟုတ်ဟုတ်ဟုတ်ဆရာ။